ရာမရေဖေဘွားကလာကြသလဲဖဲလို့မဲလို့ချင်းဖြင့်မသိပါဘူးဖျားတဲ့တပွဲလုံးဖြေကြဘဲဘွားကလာကြတယ်မသိပါဘူး။အွန်းမသိတဲ့စီကလာကြတယ်။ဘရားဘွားပဲကလာပါလေ။ခက်လိုက်တဲ့ပြင်ကိုလာတဲ့လာကိုလာတဲ့နေရာလဲကိုမသိဘူးဆိုတဲ့အိဗယ်ကလည်း လမေခြင်းမသိလိုမသိတာရောပါလေဖရဆိုတာဒါပဲဖြေထွန်းပါပဲ။ဘောင်းမေဒီကာဓမ္မလေဒီဘုရားသုတေမနေသေလုံးလို့ရှင်လည်းဘယ်သွားကြရမှာတော့လို့မေးပြန်လို့ရှိရင်လည်းမသိပါဘူးခရာပဲဖြေရ။ဩခဲ့လိုက်တဲ့ဖြေခြင်းပဲလားလို့ဘယ်သွားရမှာမသိဘူးဆိုတော့စကားလားပြုတ်ဆိုးတာတော့ဖြစ်ရှိမှမထင်ပါဘူး။ ဘုကမောဘယ်လာလို့ဘယ်သွားမှမသိဘူး။ဘယ်နှဖြင့်နေကြလဲ။မသိလို့ပဲ။ဘယ်ကလာလို့ဘယ်သွားရမှမသိဘူးဆိုတော့မောင်ကိုတော့လူစုတော့ခက်နေပြီကွ။ဘယ်ကလာတော့မေးရင်တော့မသိပါဘူးဖေ။ဘယ်သွားရမှာတုန်းအမလည်းမသိတယ်လည်းပေါ်လာရှိလား။ဘုကမောဘယ်မသိတယ်မောပေါ့နေပြီ။ ဇာတိဘဝရဏလို့ဆိုရခြင်းဖြင့်နောက်နောက်တုံးဘဝတွေရဲမသိရကလာပြီးမသိရကြီးသွားနေရတာပဲဆိုတဲ့အသေးပဲရှင်းလင်းပြီးတကလာနေတော့တယ်အဲ့တော့ဓမ္မတို့တခါဘုန်းကြီးကပဲဆက်မေးပြန်တယ်အဲ့ဒါဓမ္မဒီဓမ္မဗရမလာတဲ့ဒကန်တယ်မာလေးကုမာရီတို့ဘုတ်ချူကိုထောက်လိုက်လို့ရှင်းလက်သိတာပါတယ်သိရမှာဓမ္မတွေမသိဘူးလားအဲ့လိုမေးလို့ရှင်ဘယ်နှဖြစ်ကြ တေးရမှာတော့အသေးသာဩတေးရမှာတော့သိတာသိတာတစ်ချက်ကတည်းကရှိတာပဲဘယ်ကလာမန္တမတိဘယ်သွားမန္တမတိတေးရမှာသိရလားဆိုတော့သိပါတယ်ဖေဟာဆိုတော့သိတာကလည်းအမှန်သားပဲခန္ဓာကြီးရတဲ့တေးရမယ်ဆိုတော့သိနေကြတယ်နော်သိဝင်သိညာတော့လေမသိတာလေးတစ်ချက်ကရှိနေပြန်သိတယ်သေးကမသိတာလေးတစ်ချက်က ရဝရမံကိုယ်တော်ခမောင်းလို့ရှိနေသေးတယ်။သိရမှအချိန်ကာလသိကြရလားလို့မေးပြန်တော့ကော။ဩော်ဒါဖြင့်တရားဓမ္မတဲ့အချိန်ကာလမသိတာသိရမှတော့သိတယ်ဆိုတဲ့ရှင်းနေ။ဓမ္မတွေဒီလိုခမရတဲ့ကျွတ်တော့မှာဖြင့်ကပ်ပြီးကာလနေတာကအင်းဘယ်ကလာမှန်းမသိဘယ်သေးစုဒီမနေသေးလုံးနဲ့ခါကြလို့ချင်းဘယ်သွားရမှန်းမသိ။ သိရမှာတော့လည်းခန္ဓာရရဲကသိရသိရမှာချင်းကားလာကြည့်လိုက်ပြန်တော့မသိပြန်ဘူးတယ်ဒါဖြင့်ငရဓမ္မတို့ဒီလိုလုပ်ကြကြတော့ငရလာတယ်မသိတာတော့ဖြင့်အသာထားဘယ်သမဲဆိုတဲ့သိဝေရလုတ်ကတော့လုံးမယ်ဆိုရင်ရတယ်ဘယ်သွားရမယ်ဆိုတဲ့သိသိတဲ့လုတ်ကတော့လုံးရင်ရသေးတယ်ဆိုတော့ဒီနည်းလေးတဲ့တလန်း တဏိပခုံရှိသေးတဲ့အတွက်ကောင်းကောင်းသေးတော့တယ်ဆိုတဲ့အသေးပဲလေးရသေးနော်အဲ့ဒါလေးတော့လောက်ကြလိမ့်မယ်ဒကာဓမ္မတို့ဘယ်လိုလုပ်အောင်မတော်မဲတဲ့အခါကျတော့လာတာမသိလို့ရှင်သွားရသိဖို့အလုပ်ကလေးတစ်ခုတော့ကြွတော့လုပ်ထားရမယ်သွားရသိဖို့အလုပ်ကလေးတစ်ခုတော့ဘာပါလဲလုပ်ထားရမယ်လို့ဆိုတဲ့ဥစ္စာဒကာဓမ္မတို့အလွန်ရန်ကိုပဲအရေးကြီးပါတယ်ဆိုတာမှတ်ထားရစမ်းပါဦး ေတော့မယ်ဆိုတော့စာလုံးသုံးရင်ကံကမမေဂရိမေသုံးပါးတစ်ပါးပါထင်ရတယ်လို့ဆိုတော့စိတ်ဓာတ်သူကျွဲတော့ကြတော့စိတ်ဓာတ်သူကျွဲတော့ကြတဲ့အခါကျတော့ရှင်ဖြင့်ဒကာဓမ္မတို့သူတို့ဒီကားလို့ရှင်ကိုခိုင်းဆုံးတဲ့ဝိပဿနာပညာမဲ့ပညာတွေအလုတ်ကိုလှုပ်ထားလိုက်တဲ့အတွက်ဒီကသစ်ပင်ဆောင်နှအမျိုးမျိုးအဆောင်နဲ့နှက်တွေကစိတ်ဓာတ်သူကျွဲတင်သေးတော့မှာပဲ ပြီးတော့စေတောဝဏီဝိသုကတ္တဆိုတဲ့အတိုင်းမင်းတွေကလည်းစင်သီလလည်းပြည့်စုံတယ်စိတ်တောင့်တတဲ့တောင့်တတဲ့ပြည့်စုံနိုင်ပါတယ်ဒါကြောင့်မင်းတွေကလည်းစัจจဝရမင်းယူပါစัจจဝရမင်းယူပါလို့ဆိုတော့တိတ်တူကျွဲကဥဝရေတံပိအနေဆန်းလို့ပြောလိုက်တံပိတို့စัจจဝရမင်း မင်းစည်စိမ်ဒီလေးအကယ်ရောက်ဒီဆိုရင်ရပါတယ်တံပိထွေရတဲ့တံဖြစ်တဲ့စကြဝဠာမင်းစည်စိမ်ဒီလေးအနေဆာအနေဆာပဲတံပိထွေစကြဝဠာမင်းစည်စိမ်ဒီလေးဒုက္ခဒုက္ခပဲလို့ကိုင်းပါဠိတော်များလာထားတော့တံပိထွေစကြဝဠာမင်းစည်စိမ်ဒီလေးနတ္တနတ္တပဲဘာဟာယတံတို့တရားကိုဘာဟာပယ်ကမိတ်တန်းသွားမယ်ဆိုတော့ဒါရင်ငါပယ်သွားမယ်လို့ဆိုတော့သူတိမကိစ္စလာပြောနေကြတာ ဒါပေမဲ့ပြည့်ကျုပ်သွားမယ်လို့ပြောတော့သူတရားမှသိတယ်။သွားရမယ်ကိစ္စသူသိ။ဒကာဓမ္မတို့ဗာသိပါလေ။အော်ဒါပြင်းဘုန်းကြီးတို့ဒကာဓမ္မတွေလည်းအွန်ဒီနည်းရှိတာပဲလို့သိချက်မှအောင်မြင်ကြရမယ်။နည်းရှိကနော်။ကြောင်လို့တဲ့ပုဂ္ဂိုလ်များဒီကနေ့ကြတော့ဟိုးဓမ္မရမလာတဲ့ဥပဒကကြီးတွေများထောက်ကြည့်တဲ့အခါကျတော့ဒုတိယသံသပြေကယထာကလာဆိုင်နေတယ် အပရိနာကလာဆိုင်နေတယ်ရသလာဆိုင်နေတယ်ရသရဲ့အကျိုးထားလိုက်ပါသူထားလိုက်ပါနဲ့ဒေကနီးမြဥက္ကမမခေါ်ကြဘူးလားကဟေးရကြပါအောင်ရကြပါအောင်လို့အောက်ကနေမအော်ရဘူးလားအဲ့ဒီအော်ရတဲ့နေရာဌာနသာသမီတွေကတော့မအထင်းသွဲလို့အဖေကရောင်ကရမ်းမပြောပါနဲ့လို့တောင်းတောင်းမှညာသေးတယ်ဟာငါကရောင်ကရမ်းပြောတာမဟုတ်ဘူးယထာတွေကသူထားလိုက်ပါငါထားလိုက်ပါဆိုတော့သူတော့လန်သေးနေတာကိုဗျာအဲ့ သူဒီသွားမယ်လည်းသိတယ်ဘုန်းငါစိတ်ဓာသူကျွယ်တို့ကြံလည်းနိဗ္ဗာန်သွားရမယ်လည်းဒီအိဋ္ဌာတွေမလိုချင်ပါဘူးဒိဋ္ဌာနိဗ္ဗာန်သာလိုချင်ပါတယ်ဒိဋ္ဌာနိဗ္ဗာန်ရှိသာသွားပါမယ်ဆိုတာလေရှင်ရှားပိရိကလာနေတော့ဩသူဒီဘယ်ကလာခဲ့တာတော့မသိညာတော့လေဘယ်သွားရမယ်ဆိုတော့သိအောင်တရားဓမ္မတွေလှုပ်ထားဖို့ပြင်ပါတယ်ဝါရမဲ့ခရီးကိုလှုပ်ထားဖို့တော့ဖြစ်မလျှော့ကြနဲ့နော် ဘောလောက်ရင်ကိုရတာပဲဘောလောက်ရင်အဲဒီသာကြောင့်အဲ့တော့ဘုန်းကြီးကဒီဃာရမတွေဆုံးမကျင်တာကအော်ဟောဘယ်ကလာ မှန်းလည်းမသိဘယ်သွားရမှန်းလည်းမသိဘေးရမှာတော့သိရလားဆိုတော့သိပါတယ်ချိန်သိပါရလားဆိုတော့မသိဘူးတဲ့အခုဒီဃာရမတွေဥပဒနာလို့ဒါနသီလတွေကြီးကြီးကြီးကဲတန်းကလည်းသေတော့ဟောပဲဆုံးမပဲကျင်းမပဲဒါနသီလတွေလည်းလောက်ပါလိမ့်မယ် ဝိပဿနာမဲ့ဉာဏ်ဆဲအောင်လဲလောရလိမ့်မယ်လောရလိမ့်မယ်ဆိုတော့ဒါတွေကိုဒါနလည်းတွင်တွင်ကျယ်ကျယ်မလုပ်ဖြစ်သီလလည်းအဲမြဲအောင်မလုပ်ဖြစ်ဝိပဿနာလုပ်ကြည့်ကြသံတို့ရှင်ယူဝိပိတ္တကကနေတာဒီတရားဓမ္မတို့သိရမှာကအချိန်သိကြရတာသိရမှာတော့သိတယ်နော်အချိန်ကြတော့ဩော်ဒါပြန်သိရမှာသိပြီအချိန်မသိတာနဲ့ဒါနလည်းရဲရဲမလုပ် သီလလည်းဆုံးမြောက်မစောက်ဝိပဿနာအလုပ်တွေကိုလည်းတွင်းတွင်းကျယ်ကျယ်မလုပ်ဖဲနေတာတရားဓမ္မတွေကိုမှားမှုကြီးမှားပြစ်ကြီးကြီးတယ်လို့ဆိုကြပါသူဥက္ကမံဘာပြစ်ကြီးပါလေမှားပြစ်ကြီးကြီးတယ်တရားမှာတော့မသိဘူးလားသိသလားဘာအချိန်လေးကြပြန်တော့အဲအချိန်ကလေးမသိတာနဲ့ဖြင့်စင်ကြီးလဲပြီးကလာတာယသမီးစီပွားရေးနဲ့ချိန်လေးကုန်ခံပြီးတဲ့ကလာဒါနရဲရဲမစွန့် လေးလာများများကြီးမဆောက်တည်နိုင်ပဲနဲ့ဗမဒဥပဒနာတွေလို့ဆိုတာကိုလည်းတရားဓမ္မတွေကရှောင်ပဲရှောင်ပဲလုပ်နေတာ။ဩပဋိအချင်းလေးမသိတာနဲ့တရားဓမ္မတွေကတော့ဆင်ဆင်မိုက်နေတာပဲမလိမ္မာဟုတွေပိုးနေတာပဲလို့ဆိုလို့ရှိရင်မလွဲပါဘူး။ဒါကြောင့်ခမရတို့တရားအထုတ်လို့တွင်းတွင်းကြဲကြဲဖြစ်ပြီးဒီကရာသွားရလန်ခီအတိကြီးပြည့်ပြင်ရလို့ရှိရင်ဖြင့် ဒီမရဏအနုဒရိရေးလဲမှတ်ထားပါဟာဆိုတာကိုလည်းမှတ်ရတယ်နော်။ငါစီမုတ်ချသေးရမည်အချိန်ပိုင်းသာလိုတော့သည်ဆိုတာလေအမြန်နှုတ်ပွင့်ရမယ်။ငါစီမုတ်ချသေးရမည်အချိန်ပိုင်းသာလိုတော့သည်။ငါစီမုတ်ချသေးရမည်အချိန်ပိုင်းသာလိုတော့သည်။တပည့်ကြမုတ်ချပါသေးမှာမဟုတ်လား။အချိန်တော့ပဲလိုတော့တယ်မဟုတ်လား။အဲဒီအရမတွေဒီကားလို့ရှင်လူငယ်လေးတွေမှာလည်းဘာသာလိုတော့ သေးတော့သေးမှာပဲချိန်မိုင်းလေးကြံတော့သူကြီးတွေမှာရောအဲဒီချိန်မိုင်းအတွက်မှာချစ်တို့ဒီကားလို့ဆိုလို့ရှိရင်မနေ့ကပြောသလိုသုတ်တန်သွားရပြေးသွားသုတ်တန်လွတ်တဲ့နေရာဌာနဒီဘောကသာရောက်ခံမယ်နောက်မရောက်အောင်ကြိုးစားမယ်ဆိုတာဒီသုတ်တန်သွားရင်ကြိုးစားမယ်ဆိုတာကိုလည်းမနေ့ကပြောခဲ့ပါတယ်ဒါကြောင့်တရားဓမ္မတို့ငါဒီမုတ်ချက်သေးရမည်ချိန်ပိုင်းသာလို့တော့ဒီဆိုတာကိုကိုကိုနှောင်းသွင်းဖို့ပြောပါတယ် ဟာချိန်မဲသာလိုတော့တယ်ဆိုရင်မြန်မြန်ကျူးစားလိုက်မှာပဲဆိုပြီးကလာသွားရလန်ခေသိအောင်မြန်မြန်ကျူးစားလိုက်မှာပဲဆိုတော့ဝရိယရီပြင်းထန်လာပါလိမ့်မယ်နော်ကဲအသုံးပါလို့ဆိုကြကြမအောင်ကဲအင်းတကယ်တော့မှကိုယ်အရိပဲကိုရှင်းရရလားမာဒီပါတဲ့တော့တေမာတော့သေးဖြာကြပဲနော်အေးဒါကြောင့်ဓရဇမန္တဇရေဘာလာရေဇဗန္ဓိတာအတ္တဇေဝဒရိဒ္ဓဇသဗ္ဗေမေစုပရာယနာလို့ ငယ်တဲ့ပုဂ္ဂိုလ်လည်းသိရမှာပဲကွာမန္တရကြီးတဲ့ပုဂ္ဂိုလ်လည်းသိရမှာပဲကွာနော်ရေးပါကရေးစပန္နိတလူမိုက်တွေလည်းသိမှာပဲကွာလူပညာရှိတွေရောအကြဆေဝဒလိဒါဆိုတဲ့ရှင်းသားရောနာယသူကျွဲတွေရောသဗ္ဗေမေစုပရာယနာအဲ့သင်မင်းစီမှာသွားပြီးခန္ဓာကိုယ်နဲ့ခွန်ဆက်ကြရမှာကြီးပါပဲသင်မင်းလက်တွင်ကောင်းစင်အကြရမှာကြီးပါပဲဆိုတာသိကြကြ အဲ့ဒါရန်ဒီထဲမှာအခုပြောတဲ့၆မျိုးတဲ့ဖြင့်မများတော့ပါဘူး။နေတဲ့ပုဂ္ဂိုလ်လည်းပါပါတယ်၊ကြီးတဲ့ပုဂ္ဂိုလ်ကောမိုက်တဲ့ပုဂ္ဂိုလ်လည်းလိမ်မာတဲ့ပုဂ္ဂိုလ်ကောပစ္စည်းပါချတဲ့ပုဂ္ဂိုလ်ကောပစ္စည်းကျော်ဝတဲ့ပုဂ္ဂိုလ်ကောဘာပဲပါပါဒီ၆မျိုးဟာနောက်ဆုံးပဲသင်္မင်းကောင်းခြင်းအရာပါကြီးပဲ။သင်္မင်းကိုအဲ့ဒါကြောင့်သင်္မင်းကြီးကောင်းခြင်းအရာတဲ့ဘဝတွေကများလုံးလို့ ဒဂရမတို့တော်ပြီတံမီးသင်္မင်းသဗ္ဗဝဘဖြစ်ဖြင့်တွတ်တော်အလွတ်ပဲရှောင်းပါတော့မယ်ဆိုပြီးဒီကာလဒဂရမတို့သေသည်ဖြတ်မှန်းတဲ့စိတ်ဓာတ်သူကျွယ်တော့လို့ဟမ်လောကစည်းစိမ်ကြီးအကုန်ဒိဋ္ဌာကြီးပဲနိဗ္ဗာန်သာရင် ကောင်းတယ်ဆိုတဲ့အိဗေမျိုးရောက်တခါရယ်ကိုသွားရမယ်လမ်းကိုသိထားရအောင်ဘုန်းကြီးတို့ဒဂရမတွေဒါနသီလသမဏဥပဒနာတွေအကုန်ကြိုးစားရတော့မယ်တို့တဲ့ဥစ္စာယနေ့ခေါ်ပါတယ်